ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်တီတာသမီးရေမြ мян လောက်ပါအောင်ဒီငွေအိုးလေးကိုအိမ်တက်ပွဲပကံနဲ့ထည့်ပေးပါအောင်ပြီးတော့နားထောင်သမီးအကိုရောက်တော့မှာဆိုတော့ဧည့်သည်တွေကိုပန်းတွေနဲ့ကြိုဖို့ပြောလိုက်ပါ တမြို့လုံးကအမိချွေးမရဲ့အိမ်တက်ပွဲကိုမြင်ရမှာဒီနေ့ဒီအိမ်ကြီးရဲ့နေရန်တွေပါပဲ့တင်ထက်နေရမယ်ဒီနေ့တော့တမြို့လုံးပျော်ရွှင်နေကြပါတယ်ဘာလို့လဲဆိုတော့ဒီနေ့ကဒေါ်စင်တရားရဲ့တားနေရလုံးမင်္ဂလာပွဲကျင်းပနေတာကြောင့်ပါဒေါ်စင်တရားကအရန်ချမ်းသာတဲ့မျိုးသမီးတအုပ်ဖြစ်ပြီးမျိုးရင်းမှာမျိုးရိုးစင်းဆက်နမိတ်ကြီးတဲ့မိသားစုတစုကဖြစ်ပါတဲ့သူတို့ရဲ့နေထိုင်မှုပုံစံနဲ့တန်ဖိုးကြီးတဲ့ဝတ်စားစင်ရင်မှုတွေကြောင့်သူတို့ကအရန်နမိတ်ကြီးတော်တာပေါ့ ဒီနေ့ဒေါ်စင်တရာရဲ့အိမ်ကယူထဲမှာကြောက်မြရတနာလူတောက်ပနေပါန်တဲ့။အိမ်ထဲမှာအေဒေရီပြင့်နေပြီးဒီချိန်မှာသူ့ချွေးမနှစ်ယောက်နဲ့တားတွေကအင်ကိုရောက်လာခဲ့ပါတယ်။အားလုံးကချွေးမအစ်တွေဘုတ်ကိုနှင်းစီပန်းတွေကြေးချကြရတော့ပေါ့။ငါချွေးမတွေရောက်လာပြီ။သမီးတို့နှစ်ယောက်လာဖို့အမေအကြိုင်းစောင့်နေခဲ့တာ။ဒီလိုပြောပြီးတော့ဒေါ်စင်တရာကသူ့ချွေးမနှစ်ယောက်ကိုမိထုံပွဲတော်နဲ့စတင်ကြိုးစားတော့တာပေါ့။ပြီးတော့သူကပကံလေးကအိုးတလုံးစီကိုအောက်ကိုချလိုက်ပြီးတော့ ။ကျွေးမတွေကဦးရီကိုကန်ရင်တယောက်ပြီးတယောက်ဝင်လာကြရမှာပေါ့ကွယ်။ကျွေးမလေးစုပုံကတော့ဒီလိုတွေးနေခဲ့ပါတည်း Hey ငါနောက်မှရောက်နေတာဒါပေမဲ့ဒီလိုအနောက်ကနေငါအိမ်တက်ပွဲလောက်တာဘလို့ဖြစ်နိုင်မှာလဲငါအိမ်တက်ပွဲရအရင်ဖြစ်ရမယ်ပါပဲဖြစ်ဖြစ်အဲ့ဒါနဲ့ပါဇက်ကဒီလိုထုတ်ပြောလိုက်ပါတည်းအမေကျေးဇူးပြုပြီးတမီးရအိမ်တက်ပွဲကိုအရင်လောက်ပေးပါဘာလို့လဲဆိုတော့တမီးရချွေးမကြီးလေ ီလိုနဲ့အစတုန်းကယူရရဲ့နောက်မှာရောက်နေတဲ့စုပုံဟာအခုတော့ယူရကိုတွန်းပယ်ပြီးအရှိကိုရောက်လာခဲ့ပါတယ်။သူ့ရဲ့အပြုမူကိုလူတိုင်းကတော့ရန်စမ်းကြတယ်လို့ထင်နေကြတာပေါ့။အားလုံးကလည်းသဘောမကျပဲတူ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 နဲ့ပြောနေကြပါတော့တယ်။ဒါပါလေချွေးမအစ်တကရောက်ရောက်ချင်းသူ့ရဲ့အစ်စ်မအယောင်ပြနေပြီ။ကြည်ယုံနဲ့ဘလို့တန်မှုထားမှုမျိုးရှိမလဲဆိုတာပြောနိုင်တယ်။မြမလေးအင်းပြောတာလုံးဝမှန်တယ်။အယောင်ကအခုပဲပေါ်နေပြီ။ အဲ့လိုမျိုးသမီးတွေအကုန်ပြောနေတော့မှဒေါ်စင်တီးယားကသူ့မျိုးရိုးစင်ဆက်ဂွန်ကိုကာကွယ်ရင်ပြောလိုက်ပါတဲ့အကြီးဆုံးချွေးမအရင်အိမ်ကိုရောက်တဲ့နယ်လို့စီးမြန်ပြောထားတာကွယ်လာပါသမီးရဲ့ဝင်ခဲ့ပါ သမီးရအမကြီးဆိုတော့သမီးရဲ့အိမ်တက်ပွဲကအရင်ဖြစ်ရမယ်ဒီလိုမျိုးတနည်းနည်းနဲ့ဒေါ်စင်တီးယားကအချင်းတွေကိုထိန်းချုပ်နိုင်ခဲ့ပြီးချွေးမနှစ်ယောက်လုံးအိုးကိုကန်ကတယောက်ပြီးတယောက်သူတို့ရဲ့မျိုးရိုးစင်ဆက်ရောက်ခမအိမ်ကိုဝင်ရောက်လာခဲ့ကြပါတဲ့ ိမ်တက်ပွေးပြီးတော့ချွေးမနှစ်ယောက်လုံးကိုသူတို့အခန်းတွေစီမှာအနားယူဖို့အတွက်ပို့လိုက်တော့တာပေါ့ဒီနေ့တနေကုန်အိမ်တအိမ်လုံးကအင်တရီနဲ့ပြည့်နေနေပါတည်းရောင်းမရေရောင်းမနိုးပြီလားမနိုးသေးဘူးလားအမေကအမအကိုထားဖို့ပြောနေတယ်ဒီနေ့ကအမရဲ့ပထမဆုံးမိဖို့ကြောင့်ဝင်ရမယ့်ရက်လေလူတိုင်းကစောင့်မျှော်နေကြတာအဲ့ဒါကြောင့်အသင့်ပြင်ပြီးဆင်းလာခဲ့တော့နော်တီရာကသူ့ရောင်းမနှစ်ယောက်လုံးကိုဒီတိုင်းပြုံးပြီးပြန်လာခဲ့ပါတယ် ခဏကြာမှတော့ချွေးမနှစ်ယောက်လုံးအစင်းတင်ပြင်းပြီးအောက်ကိုဆင်းလာကြတော့တာပေါ့သူတို့ကမြင်တော့အိမ်တွေတွေအားလုံးကလည်းနားနားကပ်ပြီးတီတူပြောဆိုနေကြပါတယ်အမလေးဖျားဖျားစင်တီယာရဲ့ချွေးမကြီးကဘာတွေဝတ်ထားတာလဲစင်တီယာအဝတ်ဆောင်အရန်သေးချာကိယူဆိုင်တာအခုတော့သူ့ချွေးမကြီးရဲ့ဝတ်ဆောင်မမြင်ဘူးလားကြည့်ရတာတတော်ရုပ်ဆုပ်ဆုပ်ဖြစ်နေတာပဲချွေးမငယ်ကိုလည်းကြည့်ပါအောင်အိမ်ကအစေခံတွေတောင်တီထက်ကောင်းတဲ့အဝတ်စားတွေဝတ်ထားတာ哦သမီးကဘာတွေဝတ်ထားတာလဲအမလေးစင်တီယာရဲ့ နေကတော့နေ့ရက်မျိုးရိုးဆင်ဆက်ရခမအိမ်ကိုဘလို့ချွေးမာတွေခေါ်လာရလဲဆိုတာစိတ်ကူးတော့မရင်နိုင်ဘူးနေကနမူနာနှမျိုးလုံးကိုခေါ်လာခဲ့တာပဲလူတိုင်းကဒီလိုမျိုးတီးတူးပြောနေကြရတော့ပုံဘာလို့လဲဆိုတော့ချွေးမာနှစ်ယောက်လုံးကရည်စရာကောင်းတဲ့ပုံစံနဲ့ဝတ်စားစင်ရင်ထားကြလို့ပါပဲသူတို့ရဲ့မျိုးရိုးဆင်ဆက်ရခမအိမ်မှာလူတိုင်းကတော်ဝင်ဆန်ပြီးမတူညီတဲ့စတိုင်အဝတ်စားတွေကိုဝတ်ကြပါတယ်ဒါပေမဲ့စုပုံကရမ်းခင်မိတဲ့စာရီကိုဝတ်ထားပြီးယူရကတော့ရမ်းရိုးရှင်းတဲ့စာရီကိုဝတ်ထားတာပေါ့ ချွေးမနှစ်ယောက်လုံးကိုကြည့်ပြီးလူတိုင်းကကိုဘာသာကိုပြောနေတော့မှရုတ်တရက်အမျိုးသမီးတဦးကကြိမ်လောင်စွာနဲ့ပြောလိုက်ပါတည်းစင်တီယာနေရချွေးမတယောက်ကလေစင်ပေါ်မှာတချင်းဖွင့်ပြီးကမဲ့သူနဲ့တူနေတယ်ဟောနောက်တယောက်ကျတော့အရန်ရိုးရှင်းတာမို့စပွဲတန့်ရှင်းခိုင်းမလို့ခေါ်ရမလို့ပဲအိုးဒါပါရီလေစုပုံယူရ သမီးတို့တီအိုလာကြသမီးတို့ဘာဝတ်စားတွေဝတ်ထားရလဲယူရ သမီးစာရီခြိတဲ့ပုံကမှန်မယ်မဲ့ အမေတို့အိမ်ကအစေခန့်တွေတောင်ဒီလိုရိုးရိုးစားရင်မျိုးမဝတ်ကြဘူးပြီးတော့စုပုံဓာပါရီလဲလူတိုင်းကသမီးဝတ်ထားတဲ့ထူးဆန်းတဲ့စားတွေကြောင့်အမေကိုလောင်ပြောင်နေကြပြီသွားသမီးတို့အမေပို့လိုက်တဲ့စားတွေတွေသွားဝတ်ကြပြီးတော့နောက်ကိုတီပုံဆန်တဲ့စားတွေခြိထားတာမမြင်ချင်ဘူးနော်ဟုတ်ကဲ့ပါမေသမီးအဝတ်စားလဲပြီးပြန်လာခဲ့မယ်ဘာပြက်တနာရှိနေလို့လဲစားတွေမှာတော့ဆွဲကြမပါဘူးဒါဘာမှမဟုတ်သေးတာဦး ီလိုနဲ့ချွေးမနှစ်ယောက်လုံးအစင်သင့်ပြင်ဖို့အတွက်သူတို့ခန်းနေစီကိုပြန်သွားကြပါတည်းအဲ့နောက်မှာတော့သူတို့အင်းရဲ့မျိုးရိုးစင်ဆက်စာရီကိုဝစ်ဆင်ပြီးပထမဆုံးမိဖို့ကြောင့်ကိုဝင်ခဲ့ကြပါတည်းအိုးငါချွေးမတွေထဲကဘသူမှဟင်းချက်ရမှာမညံ့ဘူးပဲကဲချွေးမတို့ရေဒီညနေတမီတို့ရဲ့မျက်နှာပြပွဲအခမ်းအနားရှိလိမ့်မယ်အခုသွားပြီးပြင်ဆင်ကြတော့အဲ့ဒီခါမှာရက်ွက်ထဲကမျိုးသမီးတွေရောက်လာရင်တမီတို့ကောင်းကောင်းပြင်ဆင်ထားရမယ်နော်ကြားလားဟဲ့ ပုံတုံးကြီးကိုဝတ်စားစင်ထားတာပဲ။ဒီလိုမျိုးဧည့်သည်တွေအလုံးကချွေးမနှစ်ယောက်လုံးကိုလောင်ပြောင်နေကြတော့တာပေါ့။ညနေခင်းကဒီလိုပဲကုန်ဆုံးသွားခဲ့ပါရဲ့။ရွေးရကတော့သူမိသားစုမှာဘလူးအဝတ်စားတွေဝတ်လေးဆိုတာသိပြီးစိတ်ကူးရသွားခဲ့ပါတဲ့။အဲ့ဒါနဲ့သူကရွှေရောင်ဝတ်စုံတစ်စုံထုတ်ပြီးညနေခင်းအတွက်ဝတ်ဖို့ပြင်ဆင်လိုက်ပါတဲ့။ငါရခမငါ့ကိုအများကြီးမာထားတယ်။အခုငါတို့ရဲ့အမိတ်နဲ့မခံနိုင်တော့ဘူး။ခင်နောက်ကြတဲ့လူတွေကငါ့ဖက်ရှင်ကိုပါပျက်စီးစေတယ်။ ဒီညအတွက်ဒီကောင်ဝင်ဖို့ပြီးအသိပြင်ထားမယ်အဲ့လိုပြောပြီးစုပုံကသူ့အိတ်ထဲကခင်မီကောင်ဝင်တစ်ထည်ကို ထုတ်လိုက်ပါတည်းအဲ့ဒီကောင်ဝင်ကလက်ပြက်ဖြစ်ပြီးရင်မက်ကလည်းအဟိုက်သားဖြစ်နေတော့တာပေါ့သူကအရာကိုဝစ်ပြီးညအတွက်အစင်းသင်ပြင်လိုက်ပါတည်းဒေါ်စင်တရားကတော့ဒီလိုတွေးနေခဲ့ပါတည်းအခုဆိုချွေးမတွေကဘလို့ဥစ္စာမျိုးဝတ်တဲ့နဲဆိုတာနားလည်ပြီးသားဖြစ်မှာပါ။ဧည့်သည်တွေလည်းရောက်နေပြီဆိုတော့အခုသူတို့ကိုခေါ်လိုက်မယ်။အဲ့လိုတွေးပြီးပြောလိုက်ပါတော့တဲ့။ တီတာတမီးရဲ့သွားပြီးတော့တမီးယောက်မတွေခေါ်လာခဲ့ဒါနဲ့ပင်တီတာကသူ့ယောက်မနှစ်ယောက်လုံးကိုသွားခေါ်ခဲ့ပါတယ်အရင်ဆုံးသူကယူရစီကိုသွားခဲ့ပါတယ်အိုးယောက်မရေအမအရန်လှနေရပဲဒီဝတ်ဆောင်ကအမနဲ့ဘလောက်တောင်လိုက်ဖက်လိုက်လဲကျမတို့အိမ်မှာဝတ်တဲ့ဝတ်စားတွေနဲ့အမကြည်ကောင်းနေရောပဲကျေးဇူးပါပဲလာအခုအမစုပုံပါခေါ်လာရအောင်ဒီလိုနဲ့နှစ်ယောက်သားစုပုံကိုခေါ်ဖို့ရောက်လာကြပါတည်း စုပေါင်းရဲ့ဝတ်စုံကိုမြင်တော့သူတို့နှစ်ယောက်လုံးအံ့ဩသွားကြပါတော့တယ်။ရောင်မအမပါရီဝတ်ထားရလဲ။အမကျမတို့အိမ်ရဲ့ကုံတိတ်ခေါဖြက်စီးချက်နာလား။အမေတောင်မြင်လဲအရန်တော်သားထွက်သွားလိမ့်မယ်။လူတွေလည်းပြောကြလိမ့်မယ်။ဒီအဝတ်စားတွေလဲလိုက်ပါရောင်မရဲ့။ဟာမဖြစ်နိုင်ပါဘူး။ဒါငါအကြိုက်ဆုံးဝတ်စုံပဲငါမလဲနိုင်ဘူး။အခုစင်းသွားစိတ်ချင်နေဆိုရင်တာဝတ်တော်လက်ခံ။မဟုတ်ရင်ငါလုံးဝအောက်မစင်းဘူးနော်။အခုဆုံးဖြတ်ချက်ကနှစ်လက်ထဲမှာပဲ။ စုပုံစကားကိုနားထောင်ပြီးတိရကဘာမှမတက်နိုင်တော့ဘူးလို့ခံစားရပါတယ်။အဲဒီနောက်မှာသူကစုပုံကိုဒီတိုင်းပဲဝစ်စေပြီးအောက်ထပ်ဆင်းလာခဲ့ပါတယ်။တစ်ဖက်မှာတော့ချွေးမတစ်ယောက်ကရင်ကြီးတိမ်မွေ့ပေမဲ့နောက်တစ်ယောက်ကတော့အတော်လေးအမြင်ရိုင်းနေတော့တာပေါ့ကွယ်။စုပုံကိုမြင်တော့ရက်ွက်ထဲကမြို့သမီးတွေကစပြီးတီတူပြောကြပါတယ်။ "Hey, Cynthia ညီမလေး၊နင်ချွေးမငယ်ကအားလုံးတောက်ပေါင်ရောက်လာတယ်။နောက်တစ်ယောက်ကတော့ကြည့်လို့ကိုမကောင်းပါဟဲ့။ကြည့်ကြပါဦး။" ဒါဆိုဒါရီယာမျိုးရိုးဆင်ဆက်မိသားစုရဲ့ချွေးမတွေပဲမလားမင်းတို့အိမ်ကဥစားတွေကြောင့်အများကြီးကြားဘူးတယ်ဒီနေ့မှပဲတေချာမြင်လိုက်ရတယ်ရှင်လူတိုင်းကအလားတူစကားတွေပြောနေကြပါတယ်စင်တရမှာတော့ဒီစကားတွေအတွက်ဖြေမရှိဘူးဖြစ်နေတာပေါ့ဒါကြောင့်မေသူကအားလုံးကိုတိတ်တိတ်ဆိတ်ဆိတ်ပဲနားထောင်နေခဲ့ပြီးပြီးကမှသူချင်းမနှစ်ယောက်လုံးကိုတွေ့ဆုံကပြောခဲ့ပါတယ်စုပုံနဲ့ရှူရမနေ့ကလူတိုင်းအမေကိုအရန်အပြစ်တင်ကြတယ်အမေမှာဘသူ့ကိုမှမှန်ကန်တဲ့အဖြစ်မပေးနိုင်ခဲ့ဘူး ဒီနေ့ဒီလိုမျိုးဖြစ်ချင်စိတ်မရှိတော့ဘူးကြည့်ပါဦးမနှက်ပြန်ကနင်တို့နှစ်ယောက်လုံးရဲ့ဧကန်ပွဲဒီနေ့ကတော့လွတ်လပ်တဲ့နေ့ဒီနေ့နင်တို့နှစ်ယောက်လုံးမုံလောက်ခိုင်းမယ်ပြီးရင်စင်းရဲသားတွေပေးကမ်းဖို့ဖျားကြောင်းသွားမယ်သွားမုံနေပြင်ဆင်ပြီးဖျားကြောင်းသွားဖို့အသင့်ပြင်ကြဒေါ်စင်တရားရဲ့စကားကိုနားထောင်ပြီးချွေးမနှစ်ယောက်လုံးမုံပြင်ဆင်ဖို့အတွက်သွားကြပါတော့တဲ့ခဏလေးဦးကျင်းပါပြီသူတို့ရဲ့မုံတွေလည်းအဆင့်သင့်ဖြစ်သွားပြီပေါ့ကွယ်အဲ့နောက်မှတော့သူတို့နှစ်ယောက်လုံးအဆင့်သင့်ပြင်ဖို့အတွက်ရောက်လာခဲ့ကြပါတယ် ဒီနေ့ဘုရားကျောင်းသွားမယ်ဆိုတော့ဒီနေ့ဘာဝတ်စာဝတ်ရမလဲအရန်လေးတာတွေရလဲထူးဆန်းနေလိမ့်မယ်ပူလဲပူတယ်อืมဒီလိုလောက်လိုက်ပါမယ်လေအမေပေးထားတဲ့အနီအောင်စာရီကိုဝတ်လိုက်မယ်ပို့ပါတဲ့စာရီဆိုတော့ပူမှလည်းမဟုတ်တော့ဘူးဒီလိုနဲ့တစ်ဖက်မှာတော့ယူရကယူယူစာရီနဲ့ဆင်းတဲ့ပြင်ထားပြီးနောက်တစ်ဖက်မှာတော့อืมငါဘုရားကျောင်းသွားရမယ်ဆိုတော့အရန်စတိုင်ကြတာဝတ်သွားရင်ဘုရားကျောင်းဖုန်ကြီးကငါ့ကိုနပူနစာလှုပ်လိုက်မယ်ပြီးတော့ အမေရဲ့ပြစ်တင်ရှုံချစကားတွေကိုဘယ်သူနားထောင်နိုင်မလဲဒီနေ့အမေပေးထားတဲ့ဝတ်စုံပဲဝတ်လိုက်တော့မယ်ဒီလိုနဲ့ချင်းမနှစ်ယောက်လုံးကသူတို့ရောက်ခမပေးထားတဲ့ဝတ်စုံတွေကိုဝတ်ပြီးလာခဲ့ကြရတာပေါ့ခဏလေးအတွင်းမှာပဲချင်းမနှစ်ယောက်လုံးအောက်ထပ်ကိုရောက်လာကြပါလိမ့်အိုးချင်းမတို့ရေတောင်မှအဝတ်စားလို့ခေါ်တာသမီးတို့အရန်လှနေရပဲကွယ်ဒီနေ့မှသမီးတို့ကဒီအိမ်ရဲ့ချင်းမနဲ့တူတော့တယ်အရန်ကောင်းတယ်ယူရသမီးလေးဘာလို့ဒီလိုရိုးရိုးဝတ်ထားတာလဲ ဖះเจ้าကလူတွေကသမီးနဲ့အစီခံတွေကိုတောင်ခွဲခြားသိမှာမဟုတ်ဘူး။လာ၊သမီးလည်းစုပုံဝတ်ထားတဲ့အတိုင်းဝတ်လိုက်နော်။ဒီနေ့တော့ဒေါ်စင်တရားကစုပုံရဲ့ဝတ်စားတွေကြောင်းသူ့နှလုံးသားကပျော်ရွှင်မှုနဲ့ပြည့်နေတာပေါ့။သူကယူရောင်ကိုဝတ်စားလေးခိုင်းပြီးနောက်ရောက်ခမနဲ့ချွေးမနှစ်ယောက်လုံးစင်ရဲသားတွေကိုဖះပူဇော်ထားတယ်၊မုတ်ပီးကန့်ဖို့ဖះเจ้าကိုအတူတူသွားခဲ့ကြပါတည်း။ရှင်နဲ့ရှင်ချွေးမတွေကအရင်စိတ်သဘောထားကောင်းကြတာပဲ။ကျမတို့စင်ရဲသားတွေကရှင်တို့ကောင်းချီးတွေအများကြီးပေးပါတယ်ရှင်။ ။စင်ရဲသားတွေအားလုံးကအရင်ပြုံနေကြပါတယ်။စင်ရဲသားတွေအားလုံးဟာသူတို့ပေးတဲ့မုံကိုယူရင်းသူတို့နှစ်ယောက်လုံးကိုကောင်းချီးပေးကြတော့တာပေါ့။အဲ့နောက်မှာရောက်ခမနဲ့ချွေးမလေးပြန်လာခဲ့ကြပါတော့တယ်။ဒီလိုနဲ့ပဲအခင်ပွဲတွေကိုရောက်လာခဲ့ပါတော့တယ်။ချွေးမနှစ်ယောက်လုံးကအခင်ပွဲအတွက်စိတ်လှုပ်ရှားနေကြတာပေါ့။ဒါကြောင့်မေဒေါစင်တီယာကအသက်ရှူဖို့တောင်ချိန်မရှိဘူးပေါ့ကွယ်။ချွေးမတို့ရေအမေအဲ့ခံပွဲခမ်းမောက်သွားတော့မယ်။သူတို့တွေအဲ့ဒီမှာအကုန်မစီမံနိုင်အမေကကူညီပေးရမှာ သမီးတို့နှစ်ယောက်လုံးလည်းကောင်းကောင်းပြင်ဆင်ပြီးကိုခင်ဘောနေနဲ့အတူတူလာကြ။အာပြီးတော့ဟုတ်တယ်ကောင်းကောင်းပြင်ဆင်ကြနော်။ဒေါ်စင်တီးယားကဒီလိုပြောပြီးထွက်သွားခဲ့ပါတည်း။သူထွက်သွားတာနဲ့ချွေးမနှစ်ယောက်လုံးအိမ်ခံပွဲအတွက်ပြင်ဆင်ကြရတာပေါ့။အကိုကြည့်ပါဦး။ဒီနေ့ဒီဟာဝတ်တင်လား။ဟုတ်တယ်လုံးဝပဲ။ပြီးတော့ဒီအပေါ်မှာကိုရုရဲ့မျိုးရိုးစင်စက်လက်ဝတ်ရတနာတွေနဲ့နှစ်ဖူးစည်းပါဝတ်ဆင်ရမယ်။ဒါဆိုမင်းအရင်လှလိုက်မယ်။ဒီလိုတစ်ဖက်မှာဖြစ်နေတော့နောက်တစ်ဖက်မှာတော့ မင်းတော်ဝင့်မာလာစုပုံမင်းရဲ့မိသားစုရဲ့ဂုဏ်သိက္ခာကိုပျက်စီးစေပြီးသားဖြစ်နေတာတောင်အခုဒီလိုမသင့်တော်တဲ့ဝတ်စုံနဲ့အခံပွဲကိုသွားတော့မှာလားရှင်ဘာပြောတာလဲဒီဝတ်စုံကရုပ်ဆိုးနေလို့လားဘာများကြီးစရာကောင်းနေလို့လဲပြောပါအောင် အခုခေတ်မှာဒီလိုဝတ်စုံကအရန်ခက်စားနေရလေဟုတ်တယ်ဒါမဲ့ဒီလိုခန္ဓာကိုယ်နဲ့ချက်ကပ်နေတဲ့ဝတ်စားတွေဟာငါတို့အရင်ဒလီထုံးစံမဟုတ်ဘူးစုပုံမင်းနားလည်အောင်ကြိုးစားစမ်းပါတော်ပြီကိုရဲကျမဝတ်ချင်တာကျမဝတ်မယ် ရှင်တို့အမေနဲ့တားနှောက်လုံးကကျမဒီလိုအမိတ်နဲ့ချမှတ်လို့မရဘူး။သူ့ပုံကတော့သူ့ခင်ပွန်စကားကိုတောင်နားမထောင်ဘူးလေကွယ်။တစ်ဖက်မှာယူရကအရင်လှတဲ့ဝတ်စုံကိုဝတ်ပြီးအစင်သင့်ပြင်ချပေမဲ့နောက်တစ်ဖက်မှာတော့သူ့ပုံကမတင်တော်တဲ့ဝတ်စုံကိုဝတ်ထားပြီးချွေးမအစ်တနဲ့လုံးဝမတူဘဲပြင်ဆင်ထားခဲ့ပါတည်း။ခနာလေးတွင်ပါပြီသူတို့နှစ်ယောက်လုံးအင်ခံပွဲကိုရောက်ကြရတော့ဗောအရင်ပါပြီ။အိုဖီးယားသခင်ချွေးမအကြီးကကောင်းဆောင်တယောက်လိုလာနေရပဲ။ကဲ ီနေ့အထိသူတို့အကြောင်းကြားခဲ့ရတာတွေကမှားနေခဲ့တာဖြစ်မယ်။ဘာအကြောင်းပြချက်မှမရှိပဲငါတို့တီမီသားစုတလောက်ထိလေးစားခဲ့တာတကယ်တော့သူတို့ကဘလို့ဝတ်ရလဲဆိုတာမသိဘူးပဲ။အိုးငါချွေးမငယ်လေးအရင်ချစ်ဖို့ကောင်းတာပဲ။ဒါပေမဲ့သူ့ဘေးကပင်လယ်ဆုံးမလို့မိမဘသူလဲ။ဒေါ်စင်တီးယားကတော့စုပုံကိုဝေးကနေတောင်မှတ်မှတ်မိဘူးလေကွယ်။လူတွေကလည်းစုပုံရဲ့ဝတ်စားတွေကိုမြင်ပြီးမှတ်ချက်ပေးနေကြတာပေါ့။အမျိုးသမီးတွေကသူ့ကိုဝေးပန်းနေကြတော့ ယောက်ျားတွေကလည်းသူ့ဘောထူးဆန်းတဲ့မှတ်ချက်တွေပေးနေကြပါတည်းအားလုံးရဲ့စကားတွေကိုနားထောင်ပြီးတီရာကဒေါ်စင်တရစီရောက်လာပြီးပြောခဲ့ပါတည်းအမေအမစုပုံကဒီနေ့လူတိုင်းရှိမှသမီးတို့ရဲ့ဂုံတိတ်ခါဖျက်ဆီးလိုက်ပြီးသူပါရီဝတ်ထားလဲဆိုတာကြည့်ပါဦးအမေရဲ့ဘာယူရပေးနာမှထိုင်နေရစုပုံလားအိုးဘုရားသခင်ဒီမိမတော့ဘာမှနားမလဲဦးပဲအမေသူ့အခုပြောပြမယ်ဒေါ်စင်တရကအခုတော့ရင်ဒေါသထွက်နေပြီပေါ့ကွယ် ချွေးမနှစ်ယောက်လုံးစင်ပေါ်မှာရှိနေကြပါတည်းဒီလိုချိန်တွေမှာဒေါသထွက်နေတဲ့ဒေါစင်တီးယားကစင်ပေါ်ကိုရောက်လာခဲ့ပါတယ်သူကရိုက်ရောက်ချင်းစုပုံရဲ့ပါးကိုရိုက်လိုက်ပါတော့တယ်ဘာလို့ကျမကိုရိုက်တာလဲဒီမှာတက်တိတ်နေမဟုတ်ရင်သမီးတို့တီးနေမှာပဲရိုက်တက်ပြစ်မိမယ်သမီးတို့သမီးပါတွေထင်းနေရလဲဒီလိုမျိုးမျိုးရိုးဆင်ဆက်မိသားစုဘလို့ဥဆောင်ရမလဲဆိုတာမသိဘူးလားငါတို့မျိုးဆက်တွေကာကွယ်ခဲ့တဲ့ဂုံတိတ်ခါကိုသမီးကတခါတည်းနဲ့ဘာလို့ဖျက်ဆီးချင်တာလဲစကလုံးတွေကဒီလိုပဲ ။ "तू อ่ะဒီမျိုးရိုးဆင်ဆက်မိသားဆိုရဲ့ချွေးမှဖြစ်လာတဲ့နာမဟုတ်ဘူး။အမေရောက်ခမဆိုအမေကိုအများကြီးစမ်းတက်ခဲ့တာ။ငါလည်းအောင်မြင်ခဲ့တယ်။တော်ပြီ။သမီးကအမေရဲ့တီးခတ်နိုင်စွမ်းစမ်းတက်လိုက်တာပဲ။ဒီနေ့သမီးတို့ဧည့်ခံပွဲမရှိတော့ဘူး။အိမ်ကိုပြန်သွား။ပြီးတော့ဒီနေ့နောက်ကျောင်းပြန်မကြည့်နဲ့။ဒီနေ့အမေမှချွေးမတယောက်ရဲ့ဧည့်ခံပွဲပဲရှိတယ်။ကိုရဲသူ့ခေါ်သွားတော့ဒီလိုမျိုးဒေါ်စင်တရားရဲ့ဒေါသကြောင့်လူတိုင်းကကြောက်လန့်သွားတော့ပုံ။ဒါနဲ့ကိုရဲကစုပုံကိုခုတ်သွားပါတော့တယ်။အိမ်မှာတော့ ငါရခမဘာလို့ချင်တာလဲငါသူတို့တွေအရာအလုံးပြောင်းလဲပေးရမှာလားမဟုတ်သေးဘူးလေအခုဆိုငါသူတို့ငါ့ဥစ္စာကြောင့်နည်းနည်းလေးပဲပြထားသေးတာ အခုသူတို့ကငါ့ကိုစမ်းလိုက်တာပဲစုပုံဘသူလဲဆိုတာအခုသူတို့မြင်ရလိမ့်မယ်စုပုံရဲ့နီလန်းတွေကပါရီလဲဆိုတာအခုသူတို့သိရလိမ့်မယ်သူကငါ့ကိုလူတိုင်းရှေ့မှာရိုက်တာအခုမှငါသူတို့တကယ်စိတ်နှောက်ရှက်ပြီးတော့မှသူတို့ရဲ့ဂုံတိတ်ခါကိုဖျက်ဆီးတယ်ဆိုတာဘာလို့ဆိုလို့လဲဆိုတာငါပြောပြမယ်ကြည်နေ စုပုံလေးအရင်ဒေါသထွက်နေတာပေါ့နောက်တစ်ဖက်မှာတော့ယူရရဲ့ဧကံပွဲကတင်းမာတဲ့အခြေအနေနဲ့ပဲဆက်လက်လုပ်နေပါတယ်ဧကံပွဲမှာတော့ဘယ်သူမှကောင်းကောင်းမပြောကြဘူးပေါ့ကွယ်လူတွေအားလုံးကအစားတောက်နေနေစားပြီးသူတို့အိမ်တွေကိုပြန်လာခဲ့ကြပါတည်းဒီလိုနဲ့ပဲဒေါစင်တရားလေးအင်ကိုမြင်မြင်ပြန်လာပြီးအိမ်တအိမ်လုံးရှုပ်ပနေတာမြင်တော့စုပုံကပဲရှုပ်ထွေးအောင်လှူထားတာလို့သူကချက်ချင်းနားလည်လိုက်ပါတယ်စုပုံ စုပုံဘယ်မှာလဲဒီမှာလေးစုပုံကအမေပါလှုပ်ချင်တာလဲ ဖေအတွင်းမြေနေလိုက်တဲ့အမျိုးသမီးရေဒီချွေးမှာဘာဝတ်ပြီးငါတို့ရှေ့မှာရက်နေတာလေနင်သူ့ကိုဘယ်လိုပြုမှုမျိုးမှမတင်ပေးထားဘူးလားစုပုံသမီးမရှက်တတ်ဘူးလားဟင်ကိုရခမရှေ့ကိုညဝတ်အင်ကြီးနဲ့လာရလားအိမ်ကအစေခန်းတွေတောင်ဘလို့ကြည့်နေလဲကြည့်အောင်ကို့ပါတာကိုပြင်မှာမဟုတ်ရင်အမေဆိုးမဆုံနဲ့နော်အမေကျမတော့မပြင်းဘူးနော်ဘသူပဲဒုက္ခရောက်ရောက်သူတို့မျက်လုံးမှိတ်ထားတဲ့နဲ့အခုကျမဝတ်ချင်တဲ့ဝတ်ဆောင်ကျမဝတ်မှာပဲ ီလိုပြောပြီးစုပုံကသူ့ခန်းလေးကိုတွားခဲ့ပါတည်း။အိုးဖျားသခင်ငါဘာလုပ်ရမှာလဲ။အခုငါအုံနောက်ကအလုပ်မလုပ်တော့ဘူး။အခုရဲအသိမ့်ပြင်ထားပါ။အခုကျမတို့ရဲ့ကုံတိတ်ခါဘသူမှကာကွယ်နိုင်တော့မှာမဟုတ်ဘူး။စုပုံဘလို့ကောင်မလေးမျိုးလဲဆိုတာသိတာနေပြီ။ဒီလိုနဲ့ပဲရဲနဲ့ငယ်ကုံဆုံးသွားပြီးစုပုံဟာအခုဆိုရင်သူ့စိတ်ကြိုက်ဝန်စားတွေကိုအဆက်မပြတ်ဝန်ဆင်နေခဲ့ပါတည်း။ကျူရကသူ့မျိုးရိုးစင်စံရောက်ခမအိမ်မှာလင်းလီမမလေးအခြေချနေတော့မှ စုပုံကတော့လူတိုင်းကိုဒုက္ခပေးနေခဲ့ပါတယ်။တနေ့နေ့လိစားစားချိန်မှာလူတိုင်းစပွဲမှာရှိနေတော့စုပုံကစကန့်တူတူအပေါ်ဝက်လက်ပြတ်နဲ့ထွက်လာခဲ့ပါတယ်။အိုးဟိုလှလိုက်တဲ့သခင်မလေး။ဘာပြောလိုက်တာလဲ။ဘာမှမဟုတ်ပါဘူး။သခင်မလေးမကမလိုက်တော့ချင်လားလို့ပြောတာပါ။မျက်လုံးနဲ့တောင်ဘယ်သူမှမကြည့်ရဲကြတဲ့ဒီလိုနေရာမှာအခုဆိုရင်အိမ်ကအစည်းကမ်းနေတောင်သခင်တွေကိုစားနောင်နေကြပြီပေါ့ကွယ်။ဒေါ်စင်တရားကတော့ သူ့အိမ်ရဲ့ဒီလိုပတ်ဝန်းကျင်ကြောင်အရင်စိတ်ဖိစီးနေတော့တာပေါ့နားထောင်ပါမင်းပဲကိုသွားနေရလဲကျမသွားတဲ့နေရာဘယ်ပဲဖြစ်ဖြစ်ပေါ့ငရဲကိုသွားရင်တော့စိတ်မပူပါနဲ့အမေရဲ့စုပုံကဒီလိုပြောပြီးထွက်သွားခဲ့ပါတဲ့အမလီဘာပဲပြပြော तू ကငါတို့အိမ်ကမိသားစုပဲလူတိုင်းတောင်မြင်ပြီးငါမိသားစုနာမည်ပြက်လိုက်မယ်။အိုးဖျားသခင်ငါတောင်မခံနိုင်တော့ဘူး။ဘာလို့ဒီလောက်စိတ်ဖိစီးမှုတွေယူရလဲ စင်ဒီယာလူတိုင်းရဲ့ဂုဏ်သိက္ခာကိုယ့်လက်ထဲမှာပဲရှိတယ်။သူ့ရဲ့အပြစ်မှုတွေကြောင့်ငါတို့နာမည်ပြတ်မှာမဟုတ်ဘူး။အရန်စိတ်ဖြစ်စည်းမှုမယူနဲ့။ကြည့်ပါဦး။နင်းရဲ့စိတ်ဖြစ်စည်းမှုတွေကအခုနင်းမျက်နှာပေါ်မှာပေါ်နေပြီ။နင်ဒီလောက်စဉ်းစားနေရင်နင်ဖျားသွားလိမ့်မယ်။ကိုဦးကတော့ဒေါ်စင်ဒီယာကိုဒီလိုမျိုးနားလည်အောင်ပြောပြခဲ့ပါသေးတယ်။ဒါပေမဲ့ဒေါ်စင်ဒီယာကတော့ဒီအကြောင်းရဲ့စိတ်ဖြစ်စည်းမှုကိုသူ့စိတ်ထဲကနေဖယ်ရှားပြစ်နိုင်ခြင်းမရှိဘူးပေါ့ကွယ်။စုပေါင်းကသူ့ဝိချင်နာကိုဝတ်ပြီးအဝိတ္တိုရီနဲ့ဘေကိုမဆူသွားလာလေရှိပါတယ်။ ဒီလိုနဲ့ပဲတနေ့မှတော့စုပုံကအင်းထဲမှာအင်ဂျီတိုးနဲ့ဂျင်းပေါင်းမီဝတ်ပြီးရှောက်သွားနေခဲ့ပါတည်းသူ့ကိုမြင်ပြီးဒေါ်စင်တီယာကတော့စိတ်ညစ်နေတော့တာပေါ့အမေဂျေဆုပြုတ်ပြီးတီရှပ်ဆရာကောင်းတဲ့လူမကြည့်ပါနဲ့ရှက်မနေပါနဲ့သမီးအမေကိုဒီလိုမြင်စိတ်ဖိစီးတယ်လာသမီးတို့မြောက်လမ်းလျှောက်ထွက်ရအောင်နော်ဒါဆိုအမေစိတ်အေးသွားလိမ့်မယ်အမယူရအမပါလာခဲ့ဒီလိုနဲ့တီတာနဲ့ယူရတို့နှစ်ယောက်လုံးဒေါ်စင်တီယာနဲ့အတူထွက်လာခဲ့ကြပါတယ် ဒေါ်စင်ဒီယာကတော့မနေ့ကလေးကရင်တိတ်ဆိတ်နေခဲ့ပါတယ်။သူတို့နှစ်ယောက်သူ့ကိုခေါ်ထုတ်လာတော့လမ်းမှာသူတို့ကိုတွေ့တဲ့လူတွေကသူတို့အကြောင်းပြောနေကြပါတယ်။ဟေးဒီအဖွားယိုကြီးအောင်ဒီလိုလှပတဲ့ကောင်မလေးကသူ့ချွေးမှာပဲ။သူတို့မိသားစုကမျိုးရိုးစင်ဆက်ရှိပြီးလေးစားစရာကောင်းမွန်မယ်လေ။ချွေးမှာကအဲ့ဒီအိမ်ကိုပြစ်တစားအိမ်လိုကိုပြောင်းလဲပြစ်လိုက်ပြီးအဲ့မင်းကလေးကအင်းပြင်းမှာနေရောညပါရက်ပြီးအလှပြနေတာဟေ။အိုးရှက်စရာကောင်းတဲ့စုပုံရဲ့ရောက်ခမဒီနေ့ဈေးကိုရောက်လာပြီပဲ အခုဒီတော်ဝင်ဆန်တဲ့သဘောထားဘာကျိုးရှိမလဲသူ့ချွေးမငါတို့အမှန်တရားကိုပြသလိုက်ပြီလေနင်တို့ကိုအလောက်ကိုလောက်ကြပါဘာလို့ငါတို့အာယုံဆိုင်နေရလဲဒီလိုမျိုးတီရာကလူတွေကိုပြန်ပြောလိုက်ပေးမယ်ဒီလိုလူစီကားတဲ့ဈေးထဲမှာလူတိုင်းကအရင်ကသူတို့အရင်ဂုံယူခဲ့ရတယ်သူတို့မိသားစုရဲ့ဂုံတိတ်ခါကိုဒီလိုပြောဆိုနေတာကြားရတဲ့အခါမှာတော့ဒေါစင်တီရာခမမခံစားနိုင်တော့ဘူးပေါ့ကွယ်အဲ့မှာရက်နေရင်သူကအရာတွေကိုစိတ်ထိန်ထားလိုက်တာကြောင့်နှလုံးရောဂါဖြစ်မလို့နေမကောင်းဖြစ်သွားခဲ့ပါတည်း ။အိုဖီးယားသခင်တီတာရင်အဲ့ဒီလူတွေကိုတွားခိုင်းလိုက်ပါ။အမေကိုကြည့်ပါအောင်။အမေအမေအမေဘာဖြစ်တာလဲ။ထပါအောင်အမေရဲ့မျက်လုံးဖွင့်ပါအောင်။အမေအမေအမေမျက်လုံးဖွင့်ပါအောင်။အိုးမဟုတ်ဘူး။အမေဒါနဲ့ပဲတီတာကသူ့ကိုရီကိုမြ мян ခေါ်လိုက်ပြီးသူတို့ကလူနာတင်ရင်နဲ့သူတို့မိကိုစင်းယုံကိုခေါ်သွားကြပါတည်း။စင်းယုံရောက်တော့စိတ်ဖီစီးမှုတွေရမ်းများပြီးစိတ်ထဲမှာထားတက်တာကြောင့်ဒေါ်စင်တီယာကနှလုံးရောဂါဖြစ်တာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့သူကိုအချိန်မီစေကူတာပေးခဲ့ပြီးအခုလူတိုင်းကစေယုံနေမှာရှိနေကြပါတယ်။မိမရဲ့ဘာလို့ဒီလိုရော်ရီကိုဒီလောက်ထိအလေးနက်ထားဖို့လူလို့လဲ။မင်းသာတစ်ခုခုဖြစ်သွားရင်ငါဘယ်လိုနေရမလဲဆိုတာမင်းမစင်းသားဘူးဘူးလား။ဘာလို့အားလုံးဒီမှာတည်ဖို့တောင်အသင့်ပဲ။ဟုတ်တယ်အမေ။ဘာလို့မလို့အပ်တဲ့သူတွေအတွက်ဒီလောက်စိတ်ဖိစီးမှုတွေရှုနေရလဲပြောပါအောင်အမေရဲ့။ခွန့်လွတ်ပါသမီးရဲ့။အမလီ။ဟေးမထပါနဲ့ဆက်နေနေပါ။အကို အခုချိန်နီးတော့ကျမအရင်ကစိတ်ရှည်ခဲ့တယ်။ကျမအများကြီးခံခဲ့ရတာမဟုတ်အသက်အန္တရာယ်တောင်ရှိခဲ့တယ်။ဒါပေမဲ့အခုတော့မဟုတ်တော့ဘူး။အခုကျမမိသားစုရဲ့ကုံတိတ်ခေါလာထိခိုက်တောင်မခံနိုင်တော့ဘူး။ဒီလိုမျိုးဘာကူမှမခံနိုင်တော့ဘူး။တို့အိမ်ခွဲခိုင်းရမယ်။တားကိုရဲ့သူ့ရဲ့ဝေစုယူပြီးစုပုံနဲ့တခြားနေရာမှာသွားနေခိုင်းလိုက်ပါ။အခုကျမသူ့နဲ့တအိမ်နဲ့အတူတူမနေနိုင်တော့ဘူး။ကျမအမြဲတမ်းကျမမိသားစုရဲ့ကုံကာကွယ်ခဲ့တာချွေးမရဲ့ကုံတိတ်ခေါင်ကျမစဉ်းစားခဲ့တယ်ဒါပေမဲ့ တဆုံတယောက်ကဒါရီအားလုံးတံမိုးမထားဘူးဆိုရင် သူ့တံမိုးထားဖို့အကျိုးမရှိတော့ဘူးသူ့သွားခန်းလိုက်ပါတော့ကောင်းပါပြီဒီလိုလုပ်ရင်မင်းအဆင်ပြေတယ်မလားဒါဆိုရပြီကဲချွေးပါလေကြားလားစုပုံကတော့သူ့ရောက်ခမနဲ့ခွဲခွာဖို့ဆုံးဖြတ်ချက်ကိုကြားလိုက်ရတော့တုံ့လောက်သွားပြီးဒီလိုတွင်းပြီးခဲ့ပါတဲ့ဒါပါလေအခုဒီလူတွေကငါ့ကိုခွဲထုတ်တော့မလားဒါပေမဲ့ငါဒီအိမ်ကိုအရင်ချစ်တာလေမဟုတ်ဘူးမဟုတ်ဘူးငါအိမ်ကိုထားပြီးဘယ်ကုန်းမှမသွားဘူး အခုသေးချဆုံးဖြတ်ရမယ့်အချိန်ရောက်ပြီထင်တယ်။မဟုတ်ဘူးမဟုတ်ဘူးမခွဲပါနဲ့။ကျမဘယ်တော့မှတီလိုဝတ်စုံနဲ့ထမဝတ်ဘူးလို့ကတိပေးပါရယ်။အမေတို့ပြောသလိုပဲကျမလုပ်ပါမယ်။ကျမအိမ်ကိုမစွန့်ခွာခြင်းဦး။အရေးကြီးဆုံးကကျမကြောက်မယ်။ကျမရဲ့ရောက်ခမနှလုံးရောဂါဖြစ်သွားတာ။ဒီလိုအခြေအနေမျိုးမှာကျမသူ့ပြုစုပေးချင်တယ်။ဒီခွင့်ရကိုကျမဆီအမရှိပါနဲ့။ကောင်းပြီ။ဒီလိုပြောပြီးကိုဦးကဒေါ်စင်တီးယကိုအရင်ဆုံးကြည့်လိုက်ပါတည်း။ ဒေါ်စင်တီယာကလည်းစုပုံကိုသူ့မားကိုပြင်ဆင်ဖို့ခွင့်ရင်းပေးဖို့ဆင်သင့်ဖြစ်နေပြီပေါ့ကွယ်။အဲဒီနောက်မှာစုပုံကအဲ့ဒီလိုပြင်ဆင်ခဲ့ပါတဲ့။ယူရကသူ့ရောက်ခမရိရင်ဒလိထုံးတန်းတွေကိုသူ့ကိုတင်ပေးခဲ့ပြီးစုပုံလည်းအဲ့အရာတွေကိုကြိုက်နှစ်တက်လာခဲ့ပါတယ်။အခုဆိုရင်စုပုံကလည်းကောင်းမွန်တဲ့ချိန်မတစ်ယောက်ဖြစ်လာခဲ့ပြီးသူတို့တွေလည်းပျော်ရွှင်စွာနေပြီးဆက်လက်နေထိုင်သွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။